အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်အခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာစွန်မွန်လာချောင်းကလေးကတရားဝတီမြင်မာကြီးမှာခွဲထွေဖြာဆင်းလာတော့ချောင်းကလေးဖြစ်တယ်ချောင်းကလေးကနတ်ပြည့်ရွာကလေးကိုကိုယ်ပတ်စီစဉ်သွားတယ်မြဝကျွမ်မော်အယက်ဒေတာဖြစ်၍ရွာကလေးကလေယာဉ်လုံငန်းနဲ့ ရေလုံငန်းပေါ်တွင် အာပြူနေရလေတဲ့ရွာကလေးကချောင်းဆက်တွင်တေးချိနေတော့လေတက်တော့တက်ပင်များထူးထပ်သိသိလာတဲ့ရွာကလေးလိုဆိုရခြင်းမဲ့ရွာအနောက်ဘက်တွင်လဲဆိုင်ကွင်းများစွာ ရှိတယ်မိုးတွင်ကာလဆိုရင်ချောင်းရီချမ်းတက်လာကကွင်းပြင်များရောရွာကလေးပါ ရေးများဖုံးလွှမ်းနေတတ်တယ်ရွာတဲ့ကိုပါရေးတွေဝင်လာတတ်သည်မို့အိမ်အတော်များများမှာခြေတန်းခြေအင်ကြီးများသာဖြစ်တယ် စောမောလာချောင်းမှာရေစီတန်းလာတယ်လို့ပေ20ကြောကြောခန့်အနည်းရှိတယ်။ချောင်းကလေးကရွာကိုကွေ့ပတ်စီးဆင်းနေတယ်။ရေရောင်မှာစိမ့်လက်လက်အယောင်ချပြီးမော်တော်3-4စီးသွာလာနိုင်တယ်။မြို့ပင်မှာလာတော့မော်တော်များလေရွာထိပ်ချောင်းဆက်မှာစိုက်ကပ်ထားလေရှိတယ်။မော်တော်အများစုမှာ ကုန်းသေးမော်တော်လေးများသာဖြစ်ပြီးစပားလာဝဲတဲ့မော်တော်များဖြစ်ကြတယ်။ရွာမြောက်ဘက်ချမ်းမှာစပားစကြီးရှိတယ်။စက်ပိုင်းချင်းမှာ ဥသောညုံမြဖြစ်ပြီးချမ်းသာကြွယ်ဝသူတူလို့ဆိုရကြမယ်စံဆက်မှာအလौဒမ30ခန့်ရှိတယ်စံဆက်အနောက်ချမ်းတွင်စောမုံလာချောင်းကလေးရှိနေပြီးချောင်းတစ်ဖက်တစ်ချက်တွင်တပ်ပင်ကြီးငယ်များပေါက်ရောက်နေကြတယ်မိုးတွင်ပဲရောက်လျင်စောမုံလာချောင်းကြီးမှာ တဟဲ့ဟဲ့အော်တန်ကြီးကိုကြားနေရတယ်ထိုကလာရောက်ပြီးဆိုလျင်စောမုံလာချောင်းကအသွာလာနေပါသွားလေရှိတယ်အเจ้าမှာမြမကြီးဘက်မှာ ။ကောင်းထိုးဝင်လာသောရေစည်းနှင့်အတူပင်လယ်ဘရင်ကြီးများအုပ်စုဖွဲ့၍ဝင်းရောက်လာခြင်းကြောင့်ဖြစ်တဲ့ပင်လယ်ဘရင်ဆိုသည်မှာကောင်းထိုးမိချောင်းကြီးများကိုဆိုလိုခြင်းဖြစ်တဲ့ချောင်းနဲ့ကုခတ်သွားလာနေသည်ကိုလည်းမကြာခဏတွေ့ရတတ်တဲ့ချောင်းအနောက်ချမ်းပြိုက်တော်ကြီးတဲ့တွင်ကောင်းထိုးကြီးများအတိုက်ဖွဲ့နေလေရှိတဲ့ထိုးတို့အသွာအလာရှိနေသလို ကောင်းထိုးကြီးများကကုန်းမော်တက်လာလေရှိတဲ့ကုန်းမော်ရောက်သည်နှင့် ကျစ်တွေဝက်တွေဖဲတွေဆွဲသွားလေရှိတယ်။လွန်ခဲ့သောနှစ်ပိုင်းကလူ၃၄ယောက်ကိုဆွဲသွားသလိုလေ၅စီးကိုလည်းအမြင့်နယ်ရိုက်ဖြူဖြစ်စီသွားခဲ့တယ်။ညာဦးပိုင်းရောက်ရင်ဖြိုက်တော်ကြီးဘက်မှခေါင်းတော်ကြီးများအော်တန်ဟက်တန်ကြီးတွေကိုလည်းရွာကအတိုင်းသာကြားနိုင်တယ်။တခါတရံရွာထဲဝင်လာသည့်စိုးကြောင်းကြီးများကိုအထင်းသာမြင်ရလေရှိတယ်။ထိုအချင်းအရာကြောင့်လေခေါင်းတော်ကြီးများယမအကားကွယ်ရန် တရွာလုံးပြင်ဆင်ထားကြရတယ်။ CEO တွေရဲ့အသေးအချာခတ်ထားကြသလိုရွာလုံးကျွန်းကြီးအဖွဲ့ကိုလည်းဖွဲ့စည်းထားတယ်။ယခုလည်းမိုးရွှင်းကာလသို့ရောက်ရှိလာခဲ့ပြီဖြစ်တယ်။စောထီကစမ်းစဲပိုင်ရှင်ဦးစောညိုမြရဲ့တူတော်မောင်ဖြစ်တယ်။စမ်းစဲလုပ်ငန်းကိုစောထီနဲ့လွှဲထားတယ်။စောထီကအလုပ်သမားများအပေါ်မောင်မောင်မမဆက်ဆံတတ်တယ်။အပြော့အစိုးကလည်းခက်ထန်နေနင်းဘဲငစာဆဲဆိုတတ်တဲ့ဝတိလည်းပါရှိတယ်။ အလौဒမအတော်များများကလည်းအလौချင်းတဲ့စောထီကိုပို့၍ထိတ်လန့်နေကြရတယ်။စောထီမျက်စောင်းအကြောင်းမရွေဟုပင် အဆိုရှိလေတယ်။စောထီကအတော်စားလဲခုံမင်းသလိုလောင်းကစားလဲဝါသနာကြီးသူဖြစ်တယ်။အတော်ကလေးဖက်လာရင် အပြိုးသောအိုးအိုးသောချမ်းသာမပေး။ကြစ်ထားသည့်အသပြားနှင့်ပေါက်ခါဖြစ်စည်းလေရှိတယ်။သူ့ဘေးမှာမြောင်မြောင်စားသားနှင့်ခိုင်းသမျှလောက်ကိုင်းပေးနေသောတစ္စာရှိလူယုံ၃ယောက်ရှိတယ်။နာမည်တွေက လှအောင်အောင်မြနဲ့စောပါစိန်တို့ဖြစ်ကြတယ်တပည့်တွေကလည်းစောပါတီချေရမေးကြတယ်မကောင်းတာမှန်သမျှခြားချမ်းပြီးလုံးလေချေကြတယ်စံစက်ထဲတွင်စောတရဲ့အရေးအခြေကိုချောင်းနေတော့မိမပြိုလေးများချေကြတယ်ထိုအပ်ထဲတွင်နန်းဝေဝေကထိတ်ဆုံးကပါဝင်နေနန်းဝေဝေရဲ့အလှကတောပန်းကလေးတဝင့်နေလှအသွေးကျွဲသူလို့ဆိုရမယ်အသားကဝါနှစ်နှစ် ယခုံထူထူနှာတန်းပေါ်ပေါ်တင်ရင်ကားတဲ့ကိုလုံးပိုင်ချင်းကလေးပုရိသအတော်များများထိချခန်းစားသွားနိုင်သည့်အလှပိုင်ချင်းကလေးအလှပါရမီပါလာတော်လေဘဝပါရမီကနဲလုံးနယ်လို့ဆိုရမယ်ယွာအနောက်ချမ်းတွင်မိခင်မိုးဆိုးမကြီးနဲ့အတူတူစင်းစင်းရဲ့ရဲ့နေထိုင်ရချရဲအဝယ်အစားကဆင်းရဲလွန်းလာသဖြင့်ငကိုရှိတော်လေနှကိုင်းမထွက်နိုင်ဖြစ်နေရတဲ့မိခင်ကြီးခမရမလေးကျမကြီးကမကောင်းတာ ထို့ကြောင့်လည်းနန်းဝေဝေကိုတိုင်စံစဲထဲမှာအလုလုနေရခြင်းဖြစ်တဲ့နန်းဝေဝေရဲ့ရွယ်ပုံအလှကို အကဲခတ်မိသူကစောပါစိန်အနိကလောက်ကဲ့နေရသည့်နန်းဝေဝေရဲ့ရင်ဖိုးပွဲကောင်းလာတော့အလှတရားကိုစောပါစိန်မြင်ခဲ့တယ်နန်းဝေဝေကိုမြင်တိုင်သွေးစားနေတဲ့ဝင်ပလွေကြီးတကောင်းရဲ့အကြည့်မျိုးနဲ့ကြည်တတ်တယ်ထိုမှတဆင့်စောတိပါရှိမ့်မိလာတယ်နွမ်းနွမ်းညင်ညင်အဝက်စားအောက်မှာ တစ်တရရဲ့ကိုလုံးအလားကလေးကိုမြင်ရတော့စောတိရင်ထဲမှာရာဂာမိတွေတဟုံဟုံတောက်လာတယ်။သားကောင်ကိုမြင်တာနဲ့ခြားသက်လေရှိသော ဝင်းပလွေတကောင်းရဲ့အသွင်ကြည့်တဲ့အကြည့်ကလည်းရမက်ငွေများဟူဟူထားနေတယ်။နန်းဝေဝေအနာကက်ခထိကပရီကပစကားတွေဆိုတတ်တယ်။နန်းဝေဝေကလည်းစောတိဘဲချိုးထွင်းနေသည်ကို သိသဖြင့်တက်နိုင်သမျှအချိုးသက်ချောင်းတိန်ခဲ့တယ်။ထူအပ်ထဲမှာပဲစောတိကအယူအမှုဖြစ်လာတယ်။ နန်းဝေဝေကိုလောက်ခတွေပိုးပေးသလိုမြို့ကပြန်လာရင်လက်ဆောင်ကောင်းများခင်း၍ရင်းနေအောင်လမ်းစာဖော်ခဲ့တယ်။နန်းဝေဝေရဲ့မိခင်ကြီးကိုလည်းဆွေးဖို့ဝါကတွေပေးခဲ့သလိုသူတို့သားအမေနေထိုင်တဲ့တဲကလေးကိုပင်ခြေတန်းခြေအင်းကြီးပြင်ဆောင်ပေးခဲ့တယ်။စောထီရဲ့စေတနာကအကျိုးလို၍ညောင်ရီလောင်းနဲ့စေတနာမျိုးပဲဖြစ်တယ်။တနေ့ပြောရရင် ပေးကမ်းမှုနောက်ွယ်တွင်ချီနောင်လာမိကျိုးတွေကတလူလူတလွန့်လွန့် နန်းဝေဝေ အတင်းညင်းတော်လေမရအတင်းကရောစမ်းလာတယ်စောတိအသွင်းကရာကစိတ်များမှုန်ထုကဘာမှမမြင်တော့သလိုပင်စောလူရဲ့နေဘားကြောင့်စိတ်ယုံကိုမလာတာလဲရင်ငါကတော့မျောလိုက်ရတာဟေးနေမရှိတော့ငါအရန်ကြောက်လိုက်တာစောတိကမလွယ်ဘူးသူငါကိုအတင်းပိုးနေတယ်ဟာငါတာစိတ်ညက်တာပဲတိလာငါနားလေပါတဲ့နန်းဝေဝေရဲ့ဒီလူဘဲရှိလန့်လှမ်းနေတယ်ဆိုတာ ထွန်းလူငါ့ကိုပြောပြတယ်ဒါဆိုနင်ဘာဖြစ်လို့ငါ့စီမလာတာလဲဟဲ့ဩခုချိန်ကာလဆိုငါတို့ရွာမှာခေါင်းတော်ကြီးတွေအန်တရရှိနေပြီလေဟိုရပိုင်းကဘာစောညိုရဲ့ channel ကနွားပေါက်တကောင်ကိုတက်ဆွဲသွားလို့ဟာဒီကောင်တွေအရန်ကိုအတင်းရဲနေပြီဒါကြောင့်ငါတို့လုံချိုးရဲ့အဖွဲတွေစီယိုကာနေရတယ်ချောင်းဆက်ကတမန်နေလဲဖို့နေရတယ်ဟာနေရောညာရောမနာရဘူးဟာဒီလိုဆိုနင်အလုပ်မလာနိုင်ဘူးပေါ့ လာပါမယ်ဟာမနေ့ပြန်လောက်ဆိုလုံချုံရဲ့ကိစ္စတွေပြီးပါပြီနေစောတိကိုသတိထားတော့ငါကြောင့်နင်းကိုမဲနေုံမဲ့မဖြစ်နိုင်တာဟာနန်းဝေဝေရင်ထဲမှာတော့စိုးထိတ်လွှမ်းလာတယ်စောတိရဲ့အပြုတ်မှုများကလည်းလေးရဲစရဲဆန်းလှတယ်သူမကို ထောင်းချောက်ဆင်းပြီးတဖြည်းဖြည်းတိမ့်သွင်းနေသလိုပဲဘဝကဆင်းရဲတာကို အပြည့်လိုယူဆရတော့မလို့ချစ်သူစောလူကိုလည်းကိုကျင့်စာနာမိတယ်စောလူဘဝက သူတို့ထဲပိုးဆိုးတယ်စောလူမှာမောင်းနှမ6ယောက်စောလူကအကြီးဆုံးသားဖခင်ကြီးကလည်းမိချောင်းအကైခမ်းရသဖြင့်ခြေတစ်ချောင်းဖြတ်ထားရတယ်အလုပ်လည်းမလုပ်နိုင် ထိုးချောင်းလည်းစောလူခမငငယ်ရွယ်ရွယ်နဲ့ဥဆောင်ရုံးကန်နေရချတယ်မနေ့ပိုင်းစံစက်မှာလှုပ်တယ်ညပိုင်းဆိုရင်ပင်းလဲပဲ့ထွက်ခါငါးဖမ်းရတယ်အလုပ်က နားရသည်မရှိစောလူကယူတာအေးစေးသူဖြစ်တယ်ဘဲသူကမှလည်းမဟုတ်တာမလုပ် လင်ရညာလည်းကင်းလှသလိုအတောအစားလည်းကင်းချင်းနေသူ့အပေါ်မှာလည်းတက်စာကြည်လာသူဖြစ်တယ်တဝတ်တဲ့အိမ်မထူထောင်သေးသဖြင့်နန်းဝေဝေကိုလက်ဖျားနဲ့ပင်မထိရိုးသားဖြူစင်လာတော့ချက်သူကိုဆုံးချုံသွားမှနန်းဝေဝေစိုးရိမ်မိတယ်စောလူလည်းနန်းဝေဝေ အပြောကြောင်းစောထီရဲ့ရှေးလမ်းများကို ထိတ်လန့်နေမိတယ်စောထီကသူ့ထက်လေးငါနဲ့ကြည့်တယ်အရာမောင်းကလည်းထွားထွားကြမ်းကြမ်းအပြောအဆိုကလည်းကြမ်းကြမ်းတန်းတန်း သူကိုယ်လည်းနိုင်လိုမင်းထက်ဆက်ဆံတတ်တယ်။ထို့အပြင်စောထီရဲ့မကောင်းတဲ့အစားကိုလည်းသိနေတယ်။မူလာလျင်ဘဲမအကူမှချမ်းသာမပေး။နောက်ဆုံးအိမ်တောင်တဲ့ကူတောင်ချမ်းသာမပေးတတ်တဲ့လူ။နန်းဝေဝေအနာတဝဲလေလေလုံနေသည်ဆိုသောစကားကိုတော့တန်တရာ ဖြစ်เสียမလို့ချက်သူကိုအချိန်မလတ်စောင့်ကြည့်နေခြင်းတော့လေဘဝကခွင့်မပြုလွမ်းရည်တဲ့ဝမ်းရည်ခက်လာတယ်လို့ဆိုရခြင်းမယ်ညာပိုင်းရောက်လာရင် ရွာရဲ့လုံခြုံရေးကိုတောင်းဝင်ယူရသလိုဝမ်းရဲ့အတွက်လည်းချောင်းနဲ့မြစ်ထဲမှာခြားရသေးတယ်။မနေ့ဟင်းစာရရင်ပင်သူတို့မိသားစုအတွက်ခုသာခန္ဓာရှိနိုင်တယ်။ထိုအခြေအနေကြောင့်လည်းချောင်းနဲ့လှေတစည်းနဲ့ပိုက်တဖုံနဲ့သွာလာနေရတယ်။မိုးကြာကာလဖြစ်၍ခေါင်းတို့အန်တရရဲ့ကိုသိနေတော့လေဘဝကငါဝမ်းပူစာမနေသားကိန်းစိုက်နေရတယ်။ချစ်သူနန်းဝေဝေစကားကြားရောက်မိတော့လေညာဘက်ရောက်တာနဲ့ ကျောက်တို့ကိုခေါ်ပြီးလှေတစီနဲ့ချောင်းနဲ့ဆင်းခဲ့ရတယ်။ရေးသားငါတဟဲ့ဟဲ့ထားနေတယ်။လှိုင်းတွေကလည်းဘောင်ပင်ကုလူနေကြတယ်။သူတို့လွန်လာသည့်လှေကလေးချောင်းအလဲရောက်တော့ညက်တက်တဲ့ကောင်းကင်ကြီးကိုကြည့်ပြီးမိုးရွာမှာစိုးထိတ်နေကြတယ်။စိုးလူကြီးမိုးရွာလူကတော့မလွယ်ဘူးဟာကွန်ပစ်ဖို့တောင်မလွယ်ဘူး။ဒါဆိုပြိုက်တော့ပဲသွားကြတာပေါ့။ဟာအဲ့ဒီမှာခေါင်းတို့တွေအတိုက်လုံးနေကြတယ်။အန်တရယ်ကြီးလှတော့ကွာ။ မင်းငါလေကွာအဲ့ဒီလိုမှမလုပ်ရင်ထမင်းငါယုံပဲရှိမှာပေါ့စင်းရတဲ့ဘဝမှာစွန့်မှစားရတာကွာအဲ့ဒီဘက်ကိုဘယ်သူမှသွားရတာမဟုတ်ဘူးပြီးတော့ငပတ်တည်းလေတားပဲပေါ်တာကွာဖြစ်ပါမလားကွာစွန့်စားရမှာပေါ့ကျောက်တို့ကသွေးပြစ်ချင်းချင်းဖြစ်နေတော့လေစောလူစကားကိုမလွန်ဆန်းရဲ့စောလူက လူရိုးသလောက်တားခေါင်းမာတဲ့ကောင်းတက်တီလေကြီးလာသလိုစွန်းစားရဲသူလေဖြစ်တယ် ကျောင်းသွေးကင်းလာသောစောလူကို သူမငင်းဆန်ရဲ့ထို့ကြောင့်လေဖြိုက်တော့ဘက်ကို လေကိုလှောခတ်လာခဲ့တယ်။ချောင်းစမှာအုံပင် လမှုပင်ဒနိပင်ဖားပါကြီးတွေအုံထနေတယ်။ဖားအော်တန်ပိုးမွှမြေတန်တွေကိုလည်းကြားနေရတယ်။တခါတခါတော့တယ်မှာခေါင်းတို့ကြီးများရဲ့ညီးတွအဟဲတန်ကိုလည်းကြားနေရတယ်။လေကိုရေစိနဲ့မျောလာလိုက်တယ်။လှုပ်ရှားမှုကိုတိုးသိမ့်နိုင်သမျှတိုးသိမ့်ခဲ့တယ်။တဲဤတရွေ့ရွေ့ နိုင်ကြည်မြင့်ကြည်စီးစင်းနေတဲ့ရေစီရတိုင်မျောစင်းခဲ့တယ်။ကောင်းကင်ကြီးမှာတိန်းသားညက်ပုတ်ပုတ်များဆွန့်ထိတ်နေတယ်။ဗျိုက်တော်ကြီးနာအရောက်တွင်လှေကိုဖေးထားတိုက်တဲ့ခေါင်းထုဝင်လိုက်တယ်။အဲ့ဒီနောက်ကြောက်ထိုးကလှေဝန်းထဲမှာကုန်းကိုယူကဗေဒါအုပ်နဲ့ခတ်လန်းလန်းကြည့်ချောင်းပြင်စီတို့လှွားကနေပြစ်ချလိုက်တယ်။အချိန်ကမင်းနဲ့ပိုင်းမြတာကြားတယ်။ကုန်းကိုဆွဲကြည့်လိုက်တော့ချွေရောင်ဖြက်ဖြက်တောက်ပနေတဲ့ငါးကြီးတွေကတင်းပြေကြက်ပြေ နှစ်ယောက်စလုံးဝမ်းသာအားရဖြစ်နေကြတယ်။ကြောက်တို့ကကိုင်းထဲမှာငါးကြီးတွေကိုထုတ်ခလေးဝမ်းနဲ့ပြစ်ထည့်နေတယ်။ထိုးစင်းမှာပဲပြိုက်တော်ဆမချောထုတ်စင်းလာတဲ့ခေါင်းတို့ကြီးတကောင်ကိုစောလူသတိထားမိလိုက်တယ်။ထိုးမြင်ခွင့်ကိုမြင်လိုက်တာနဲ့တနွက်တံကိုဖြတ်ခနဲ့ကောက်ကင်လိုက်တယ်။ဘာလဲကွာချူဖူကောင်းကြီးငါတို့ပဲလာနေပြီ။မင်းငင်းငင်းလေးဟင်ဖျားဖျားမလှုပ်နဲ့။ငါငါကြောက်တယ်ကွာ။ မကြောက်ပါနဲ့ကွာကျောက်တူကိုလေးတန်တိုးတိုးနဲ့အဘိစကားပြောလိုက်ရတယ်ထူအချိန်မှာခေါင်းတို့ကြီးကနှုတ်သီးလေးဖော်ကကန့်လန့်ဖြက်ကူးလာတယ်စောလူကလည်းအလုံးမပေးလှေးနဲ့ဝါတရိုက်သားသားတို့အယောက်မှလှေးဝန်းထဲမှာဖြုံးကနေထားရလိုက်တယ်လက်ထဲကသနွက်တန်းကိုမြောက်ကင်ပြီတဟုံတို့ပြက်ခတ်လိုက်တယ်အာကုံထဲ၍ပြက်ခတ်လိုက်သဖြင့်သနွက်တန်း၏အသွားကဒေတုကိုဖောက်ထွင်းကချောင်းပြင်တွင်နှုတ်သီးကလေးဖော်ထားတယ် ခေါင်းတို့ကြီးရဲ့ကောင်းပိုင်းကိုဒုက္ခနဲ့မြည်တံဘေးကဖောက်ဝင်သွားတော့တယ်။တနွက်ကိုကျိုးနယ်ချိတ်ဆေထားသဖြင့်လေးဝန်းနဲ့ခွေကြနေတော့ကျိုးကိုချောပေးလိုက်တယ်။ချောင်းအပြင်မှာတော့တနွက်သွားဆိုင်နေတဲ့ခေါင်းတို့ကြီးပြောင်းဆန်နေတယ်။ရေပြင်တစ်ခုလုံးသွေးရောင်ညိုညံ့ညက်တွေလွှမ်းသွားတယ်။ခေါင်းတို့ကြီးကအတင်းယုံထအိုဟိရင်ခေါင်းကြီးတစ်ခါကလုံးနေတယ်။ဝမ်းပိုက်ဖြူဖြူကြီးကိုလည်းဘွားကနေဘွားကနေမြင်နေရတယ်။ စောလူကအကျိုးကိုချောချလိုက်တယ်။ခေါင်းတို့ကြီးမှနာကျင်လှုံ့လာသဖြင့်ရေကိုဆန်း၍ပြေးသွားတယ်။နောက်မှလေကိုမြှို့လိုက်သွားခဲ့တော့လေခွေထားတဲ့ကြိုးစားကုံသွားလေရာ လေကြီးလည်းရမ်းခါနေတယ်။စောလူကကျိုးကိုတင်းနေအောင်ဆွဲထားစေ။ကြောက်တို့ကြောက်ကြောက်ယွန်းယွန်းနဲ့ထားအော်တယ်။လှော့လှော့ပြလိုက်ပါကွာ။မင်းကလည်းကွာလှော့ပြလိုက်ပါ။မလို့ရင်လှေမောက်သွားလိမ့်မယ်။ကြောက်တို့စကားကလည်းမှန်တယ်။လေဝမ်းထဲမှာလည်း ငါတွေကအပြည့်အသိနောက်ဆုံးစူးစမ်းကိုမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရတယ်။စောလူရင်နဲ့မယိုးမယွာဖြစ်နေမိတယ်။ကြောက်တို့ရဲ့အတန်းကြောင့်ကျိုးကိုလွှတ်ပေးလိုက်ရတော့လေစိတ်ထဲမှာမကြင်နဲ့ခေါင်းတို့ကြီးကိုသာရလျင်အချီကြီးရနိုင်လို့နဲ့ယခုတော့ငပတ်တွေပိုက်ပြီးပြန်ခဲ့ရတယ်။ကြောက်တို့ကတော့အခုထိသွေးပြက်နေစေရွာပြန်ရောက်တော့စောလူတရင်ကတရွာလုံးပြန်သွားတယ်ခေါင်းတို့ကြီးတွေကိုရွာကဘယ်သူမှမချင်ကြီး ဆောလုနာမည်ကယွာမဟိုးလေးတကျော်ဖြစ်သွားတယ်။ဆောလုယင်ထဲမှာတော့သူပြက်ခတ်လိုက်၍အထိနာသွားတော့ခေါင်းတို့ကြီးကြားနာခဲ့ခဲမှစိုးရိမ်မိတယ်။ထိုအခြေအနေဖြစ်ပွားပြီးသုံးရက်ခန့်အကြာမှတော့ဗျိုက်တော်ကြီးဘက်မှခေါင်းတို့ကြီးများရဲ့အော်တန်ညီးတွားတံများကိုကျဲကျဲလောင်းလောင်းကြားလာရတယ်။ညဘက်ရောက်ထာနဲ့ယွာတဲ့ကိုခေါင်းတို့ကြီးတွေအုပ်စုလိုက်ဝင်လာကြတယ်။နွားတွေဝက်တွေဆွဲလို့ဆွဲ ဖြစ်လာတယ်။ တရွာလုံးအထိတ်တလန့်ဖြစ်လာတယ်။မိုးကလည်းအဆက်မပြတ်ရွာသွန်းနေသလိုစောမောလာချောင်းဝါသားကြီးကလည်းပုတ်ပုတ်ကိုညံနေတယ်။ရွာသားအတော်များများလည်းညနေသီးနဲ့စီယိုတကားတွေပိတ်ထားရတယ်။တန်ငါလေးအချို့လည်းခေါင်းတို့ကြီးအော်သားများကြောင့်မြက်ဖက်ကိုမသွားရကြ။တရွာလုံးကြီးလန့်စားစားခန်းစားနေရတယ်။ထိုအခြေအနေကြောင့်တဆကန့်ထလာသူကစောထီတို့လူတိုင်းခေါင်းတို့တွေကို စီစီမောမွာကြီးအောင်ချစ်ပြမယ်လို့ကြုံဝါနေတယ်။သူ့တပည့်သုံးနဲ့တူစုံမလာချောင်းနဲ့မော်တော်တစင်းနဲ့ခောက်တုံခောက်ပြန်တွာလာနေတယ်။သူ့လက်ထဲမှာနှလုံးပြူတနတ်ကြီးကိုကြီးထိုးကအသင်မောင်းတင်ထားတယ်။ဖြိုက်တော့ပဲရောက်လျင်လှုပ်လှုပ်ရွရွရမြင်းသားနဲ့တတိုင်းတိုင်းပြက်ခတ်တော့တယ်။ထို့အပြင်ဖြိုက်တော့ကြီးကိုလည်းမိဟုံဟုံ တောက်အောင်မိတိုက်ပြက်လိုက်တယ်။သူ့လောက်ရကြောင်ခေါင်းတို့ကြီးတွေလွရကြွရထွက်ပြေးကုန်တယ်။စောထီက သူ့ကိုယ်သူရွာရဲ့ကေတင်ချင်းကြီးပမာ တွက်စားထားတဲ့သေရည်အနတ်တွေကလည်းတထောင်းတောင်းညာပိုင်းရောက်လျင် အသက်လော့ပြက်ဖောက်နေတဲ့တနတ်တန်တွေကို ကြားနေရတယ်။ခေါင်းတော်ကြီးများကိုချောင်းလံပြက်ခတ်သည်ဆိုတော့လေရွာထဲမှာအထိတ်တလန့်ခံစားနေရတယ်။သူ့မျက်လုံးထဲမှာခေါင်းတော်ကြီးများကိုကြည့်လို့မရထို့ထက်ပို၍မမြင်ချင်းသည်ကနန်းဝေဝေရဲ့ချစ်သူစောလူစောလူကြောင့်နန်းဝေဝေကိုစီးအောင်လို့မရလို့ထင်မြင်နေတယ်။ စောတုကိုဖြောင်းကျင်းခဲ့မှုတဲ့။အိုဟစ်ဆဲဆူမှုတဲ့။နန်းဝေဝေလက်ကို အတင်းဆွဲအတင်းပွေဖယ်မှုတဲ့။ထိုးစင်းကစောလူနဲ့သူတို့ထိုးကြကြိတ်ကြဖြစ်ခဲ့မှုတဲ့။သူတပည့်အသုံးက ဝင်ရိုက်ခဲ့သဖြင့်စောလူအတော်ကလေးအထိနာသွားခဲ့တဲ့။စောထီကစောလူကို အလုတ်ထဲမှာထိုးပစ်လိုက်တဲ့။အချက်ကြောင့်စောလူဘဝပြိုပြစ်လူနေပါဖြစ်သွားခဲ့ရတဲ့။နောက်ဆုံးဘဝကမြေထဲချောင်းနဲ့အခြေချရာသောအနေအထားသို့ရောက်သွားတဲ့ နန်းဝေဝေမှလည်းချက်သူစောလူအတွေ့မြေစားတွေဝေခဲ့ရတယ်။မြစ်ထဲချောင်းတဲ့ဘဝအခြေအနေပြုနေရတဲ့စောလူမှလည်းနန်းဝေဝေအတွေ့ရတတ်မေးနိုင်ဖြစ်ခဲ့ရတယ်။ဘဝအခြေအနေမှလည်းပိုး၍ပိုး၍ကြက်တဲ့ချင်းမြောင်လာသည်မို့မြစ်ထဲချောင်းထဲမှာနေဝင်မိုးချုပ်နေခဲ့ရတယ်။သူနဲ့အတူကြောက်တို့လိုက်လေရှိတယ်။တခါတရံတယောက်ထဲသွားရသည်လည်းရှိတယ်။တရက်မှာတော့စောလူပြောင်းဆုံသွားခဲ့တယ်။သတင်းရလျင်ရခြင်း ကျောက်တို့တို့လူစုချောင်းရုပ်တစ်ချောင်းခေါက်တုံခေါက်ပြန်ခြားခဲ့ကြတယ်။စောတူလှော်ခတ်ခဲ့တဲ့လှေကိုပြိုက်တော်အဆက်မှာတွေးခဲ့တယ်။ပိုက်တီခက်တဲ့တွေကလည်းအပိုင်းပိုင်းအဆာဆာနောက်ဆုံးစောတူကိုခေါင်းတို့ကြီးရဲ့လက်စာမေးသွားနေပြီလို့တတ်ထူခြားလိုက်ရတော့တယ်။စောလူတရင်ကြောင့်နန်းဝေဝေမှလည်းနှလုံးနေကြေးမွသွားမတတ်ခံစားရတယ်။စောက်တရားမရခြေခွဲနေရတယ်။စောလူမရှိတော့တဲ့အခြေအနေကသူမဘဝအတွက် ဟင်းလင်းပြင်ကြီးဖြစ်သွားတဲ့ပမာအလားပင်အမောင်တို့ကြီးတဲ့ဥဆိုင်ကျွန်းပြန်ကြာသွားသလိုပင်မျောလင်းချက်တွေဖျို့ဖျိမ့်နှလုံးသားတွေအပိုင်းပိုင်းအဆအဆအနာကတ်တွေအစိမ့်စိမ့်အမွားမွားကောင်းကင်ကြီးပြိုကျသွားသလိုလိုကဘာမြေကြီးပျောက်ဆုံးသွားသလိုလိုသဲချေပြက်တမျှခံစားလိုက်ရတဲ့ဖြစ်ချင်းစောလူနဲ့ပတ်သက်တဲ့အိမ်မဲဆိုးတွေလည်းအကျဉ်းချင်းမင်းနေမိတယ်စားမရအိမ်မရတဲ့အထိဖြစ်ခရရတယ်ထိုအချင်းတွင်နှက်ပြေရွာကလေးမှာ ခေါင်းတို့ကြီးများရန်ကိုအကျဉ်းကျဉ်းခံစားနေရတဲ့လူတောင်ချမ်းသာမပေးတော့တဲ့အခြေအနေအထိဖြစ်လာတဲ့ရွာနဲ့နှမိုင်ခန့်ဝေးကွာတဲ့နေရာမှာစကန့်ချနေတော့ရဲစကန့်ကိုအကြောင်းကြားရတဲ့အထိဖြစ်လာတဲ့စကန့်တောင်ဝင်ခန့်ဒူရဲအုပ်အောင်တို့ကိုယ်တိုင်ခေါင်းဆောင်ကရွာကိုလိုက်ချလာတဲ့ခေါင်းတို့ကြီးများရဲ့အခြေအနေကိုစုံစမ်းခဲ့တဲ့အသွာအလာလှုပ်ရှားမှုကိုလေးလာအ깨ခတ်ခဲ့တဲ့ထူအခါမှာတော့မျက်စီတစ်ဖက်ပြည့်စည်နေတဲ့ ခေါင်းတို့ကြီးတကောင်းကဥဆောင်လှုပ်ချနေသည်ကိုသိလာရတယ်။အောင်တို့တို့လူစုကတစ်ဖက်လက်ခေါင်းတို့ကြီးကိုချေမုံနိုင်လျင်အန်တရေအလုံးကိုဖဲချနိုင်လိမ့်မယ်လို့တွက်စာထားခဲ့ကြတယ်။ထို့ကြောင့်ဖြိုက်တော်ကြီးတဲ့သုံးလညခိုးအောင်ကတစ်ဖက်လက်ကြီးကိုခြေရာကောက်ခဲ့တယ်။တစ်ဖက်လက်ကြီးပုံအောင်နေတဲ့လှိုင်းကိုကိုလည်းဖောထုတ်နှိုင်းခဲ့တယ်။နောက်ဆုံးသူတို့လူစုအဖွဲခွဲကတစ်ဖက်လက်ကြီးချောင်းထဲမှာအတက်ကိုစောင့်မျှော်ခဲ့တယ်။ စောကြောင်းကြီးတွေကိုခြေအားခန့်ကဝင်လာမဲ့လမ်းကိုပိတ်ဆို့ဆောင်းတိုင်းခဲ့တယ်။သူတို့တွေ့ထားတဲ့အတိုင်းတဖက်လက်ကြီးကဟိုဟဲ့တန်ကြီးဘေးကတွားသွား၍တက်လာတယ်။နှုံးတွေနိုးနေရကြဝမ်းပိုက်ကြီးနဲ့ပေါ်တိုက်တန်ကတစ်ချက်ချက်အောင်ထုတို့အုပ်စုကြီးအသင်းထိုးကချိန်ရွယ်ထားလိုက်ကြတယ်။ဝဲချင်းအဆက်တို့အယောက်မိစလိုက်ကြီးတွေထိုးကတတိုင်းတိုင်းနဲ့ပြစ်ချလိုက်တယ်။တဖက်လက်ကြီးခမကြီးအားကြောင့်ဂျုံးတို့မောက်ခုံဖြစ်သွားတယ်။ အမြင့်ကြီးတစ်ဖြက်ခါကဖြက်နေတယ်။ခေါင်းကြီးတလဲလဲဖြက်နေတယ်။ကြီးအားတွေကလည်းမွားစာကျဲသွားတယ်။နောက်ဆုံးငိမ့်ကြသွားတော့မှခေါင်းတို့ကြီးကိုစစ်လီပေါ်တင်း၍ရွာကိုသေးလာခဲ့တယ်။တရွာလုံးရဲရဲတောင် မကြီးဟုံကြ။ရွာကိုဒုက္ခအမျိုးမျိုးပေးနေတဲ့တစ်ဖက်လက်ကြီးသေးဆုံးသွားပြီမို့ဝမ်းသာအားရဖြက်နေကြတယ်။ထိုအချိန်မှာရဲအုပ်အောင်တို့ကိုယ်တိုင်ဓမြောင်းကိုဖဲညာကိုင်းကရင်ဘတ်ကြီးကိုခွဲပစ်လိုက်တယ်။ဟာလူကောင်းခွန်ကြီးဟာ လက်ချောင်းနေပါလားဟုတ်ပါကွာဟင်ဒါဒါစောလူရဲ့လက်စောဗျဒါဆိုစောလူကိုကြိုက်ထတာဖြစ်ရမေးပြောတန်လေးကတယောက်တပေါက်ကြောက်တို့ကတဖက်လာဝမ်းကောင်းထဲမှာထွက်လာတဲ့လူသေးလက်ကြီးတစ်ဖက်ကိုကြည့်ပြီးအော်ဟဲ့နေတယ်ပြက်တောင်နေတော့လက်ရဲ့လက်တကြွယ်တွင်နန်းဝေဝေပေးထားတဲ့ဝေလက်စောကလေးဝစ်စင်ထားသဖြင့်စောလူလူကြောက်တို့ကတက်အသေးချာပြောလိုက်ရှင် ဖြစ်တယ်သူရဲ့အိုအောင်တို့က ကျောက်တို့စကားကြောင့်ဝမ်းပိုက်ထက်ကဥကောင်းကုံကိုဓာတ်နဲ့ကလော်ထုတ်လိုက်ရာဥကုံရဲ့နောက်စိတ်နေရာမှာဒန်းရကြီးတစ်ခုကိုတွေးလိုက်ရတယ်။အောင်ထုကဒန်းရကိုမိစလိုက်မှာအသေးအချာထိုး၍ကြီးလိုက်တယ်။ဘာဖြစ်လို့လဲဆရာ။စောလူမှာစောလူအဆက်ပါဆရာကြီး။ဟုတ်ပြီလေ။ဒါပေမဲ့စောလူကဟိုဒီတစ်ဖက်လက်ကိုက်လို့သေးတာကတော့မဟုတ်ဘူး။ဗျာ။ဟိုသူ့ဝမ်းပိုက်ထက်ဟုတ်တော့ဟုတ်ပါတယ်ဗျာ။ဒါပေမဲ့ဟိုဒီဥကောင်းကုံရဲ့နောက်စိတ်ဒန်းရကိုကြီးစမ်း။ ရဒဏ်ရဟုတ်တယ်ဒီဒဏ်ရဟာတနတ်နယ်ပြက်သက်ခံလိုက်ရတဲ့ဒဏ်ရအပြဒီဒဏ်ရကြောင့်စောလူသေးသွားကြရတာမိချောင်းဆိုတာအသေးကောင်းကိုစားတာများတယ်ပြအခုလဲကိုစောလူချောင်းနဲ့ကြသေးသွားတော့ဟောဒီတစ်ဖက်လက်ကြီးစွဲသွားတာဖြစ်မယ်ဗျာဒါဆိုစောလူဟာအသက်ခံရတာပေါ့ဟုတ်တယ်ကိုကြောက်တို့ဒီဝါမှာနှလုံးပြူတနတ်ကိုင်းတဲ့လူဘယ်သူရှိသလဲဗျာဟိုဆရာကိုစောတီ စောတီဟုတ်လားသူတယောက်ထဲမှာပဲရှိသလားဟုတ်ပါတယ်ဆရာနှလုံးပြုတ်တနက်ကိုင်းနာဆိုလို့ဒီဘောမှာသူတယောက်ထဲပဲရှိပါတယ်ဒါဆိုစောတီကိုဆက်ဆက်ရတာပေါ့ဗျာထွက်လာတဲ့အဖြေကအံ့ဩစရာဒီဘာလုံးကစောလို့တစ်ဖက်လိုက်ကြည့်လက်ချက်ကြောင့်သေသွားပြီလို့ထင်နေကြတယ်သို့တော်ဒူရဲ့အောင်သူဖောထုတ်ပေးလိုက်သဖြင့်တကယ်တရက်ခံအစက်အမှန်မှစောတီဖြစ်နေမှန်သိကြရတယ်အောင်သူကစောတီကိုခေါ်ကအတရာချမေးမြန်းခဲ့တယ် ပထမတော့ခေါင်းတစ်ခါကအောင်သူကဥကောင်းခွန်ထဲမှာရတယ်နှလုံးပြူကြီးကုန်ကိုပါထုတ်ပြသဖြင့်စောတိမငင်းတာတော့အမှန်တော့စောတိကရောင်းတော်ပြန်နဲ့ရောလိုလိုက်ခြင်းဖြစ်တဲ့တဖက်လက်ကြီးတောင်းချန်နေချင်းတွင်နှလုံးပြူတနတ်ကြီးကိုင်းဆောင်ကတပည့်များနဲ့သူရဲ့ကောင်လှုပ်ခဲ့တယ်ထိုအရှင်နေချားတွင်ကိုပြည့်နေသောစောလူကိုမြင်ရသောအခါသူကြောင့်နန်းဝေဝေကိုမသိမ့်ပိုင်နိုင်မလားလို့တွေးမိကကိုရာမနေ၍ချောင်းပြက်ခဲ့တယ် ကြီးစန်းကနောက်စီတက်တဲ့ဝင်းသွားပြီးရေးတဲ့ပြုတ်ကျသွားသည်ကိုမြင်လိုက်တဲ့အဆိုပါကိစ္စကိုရွာတဲ့တဲ့မပြတ်အောင်နှုတ်ပိတ်ခဲ့တယ်။ယခုတော့ဒူရဲအောင်သူကဖောထုတ်လိုက်သည်မို့စောတီခေါင်းငိုက်ဆိုင်ကြားသွားတယ်။နောက်ဆုံးတော့စောတီတို့ဆရာတပည့်များကိုလက်ထိတ်ခတ်ခေါ်ဆောင်သွားလေတဲ့။ထိုအချိန်မှစားပြီးနတ်ပြည်ရွာကလေးသည်လည်းခေါင်းတို့ကြီးများရဲ့ရန်ကအေးချမ်းသွားတယ်။ဟောတန်ဟစ်တန်များလည်းမကြရတော့ စောမွန်လာချောင်းလေအန်ဒီရဲ့ကင်းသွားခဲ့တယ်။သို့တော်ခြေကွဲခြင်း၊နာကြည့်ခြင်းတို့နဲ့အတူစွဲ့စွဲ့မြေ့မြေ့ခံစားနေရတော့နန်းဝေဝေခမများမာတော့စောလူကိုသတိရတိုင်းမြေရည်စားတွေဝေနေတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိနားစင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ။